ရှင်နေနဲ့ပြန်လည်ပြီးတော့မြတ်ဝိရှင်နဲ့အကြောင်းအရာတွေရှိပါတယ်အဲ့ဒါကဒီ what is the judgment of ship and ghost ဆိုတဲ့အကြောင်းကိုတင်တော့အဲ့တော့တုံးနေစိတ်ခွဲခြားတဲ့အကြောင်းဘာကြောင့်မို့ဒီတုံးနေစိတ်တရားစင်ခြင်းအကြောင်းကိုနောက်ဘက်တော်မှာပေါ်ပြတာလေဘာကြောင့်မို့တခင်ယေရှုအာဒီအကြောင်းကိုပြောရတာလေဆိုတော့အကြောင်းအရာလေးကိုပေါ့နော်ကျွန်တော်တို့လင်းငယ်လေးလာကြည့်ရအောင် အဲ့တော့ဒီတိုးနေစိတ်ခွေးချခြင်းအကြောင်းကိုကျွန်တော်တို့ဘယ်မှာတွေ့ရတယ်ဆိုရင်မတဲခန်းကြီး25 31ကနေ30 46အထိကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီထက်မှာကျွန်တော်ကြည့်တဲ့အခါမှာဒီအကြောင်းအရာတွေကသခင်ယေရှုခရစ်တော်ပြောတော်နောက်ဆုံးတော့တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ပုံဥပမာများဖြစ်ပါတယ် အဲ့တော့လူသားများကိုတိုးနဲ့စိတ်နဲ့နိုင်ရှင်ထားတဲ့တွေးရတယ်အဲ့တော့တိုးတွေကိုကြတော့ညာဘက်ကိုခွဲထားတယ်စိတ်တွေကြတော့ဘေဘက်ကိုခွဲခြားထားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေးရတယ်ဘာကြောင့်မို့ဒါတွေသခင်ယေရှုပြောရတာလဲဆိုတဲ့အကြောင်းရှိပါတယ်အဲ့တော့ဒီအကြောင်းအရာကဘာကြောင့်လဲဆိုရင်စိတ်နှလုံးနဲ့လုံရများ အပေါ်မှာအခြေခံတော့ဝိညာဉ်ရေးရာပိုင်းကိုအထူးသင်ခန်းစာ ပေးနေတဲ့အကြောင်းအရာတခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်နားလည်ရတယ်ပေါ့လေနော်။ဒါကြောင့်အဓိကအချက်အဖြစ်ဒီမှာကြည့်တဲ့အခါမှာနံပါတ်1ခွဲခြားခြင်းရဲ့အကြောင်းရင်းရှိပါတယ်။အဲ့တော့တို့အဲ့တော့ညာဘက်ကိုထားတယ်တဲ့သူတို့ကိုအဲ့တော့ထို့အခါလက်ရာတို့ဘက်နဲ့ရှိတော့သူတို့အာမင်းကြီးကငါခမေးတော်ထံကောင်းကြီးမင်္ဂလာကိုခံလို့သူတို့ကဘာဥကပင်တင်တို့အဖို့ပြင်ဆင်ထားတော့နိုင်ငံကိုလာ၍ အမွေခံကြလို့ဆိုပြီးတော့ဒီညာဘက်မှာရှိတဲ့အဖွဲ့တွေကိုဟိုဒီကောင်းကင်နိုင်ငံဝင်စားဖို့ရန်ဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်းတွေးရပါတယ်အဲ့ဒါတိုးတွေကိုဆိုလိုတာဖြစ်ပါလေအဲ့တော့ကျွန်တော်တို့စာစာထဲမှာရှိတဲ့အခါမှာဒီရုံချီသူများကိုဟောဒီတိုးနဲ့ခိုင်းနိုင်ထားတယ်တွေးရပါတယ်အဲ့တော့ဒီမှာဆက်ပြီးတော့ကျွန်တော်အာဖတ်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ဘာကြောင့်မို့ဒီ တိုးတွေကိုညာဘက်ကိုထားရတာလေအဲ့ဒါဒီမှာကျွန်တော်ဆက်ကြည့်တဲ့အခါမှာအเจ้าမူကငါဒီမွတ်တိတ်တော့အခါတင်တို့ဒီကျွေးမွေးကြ၏ငါဒီရင်ငတ်တော့အခါတင်တို့ဒီတောက်ဖို့ပေးကြ၏ငါဒီအဲ့ဒီဖြစ်တော့အခါတင်တို့ဒီအဲ့ဒီဝတ်ကိုပြကြ၏ငါဒီအဝတ်အချင်းစီရှိတော့အခါတင်တို့ဒီအဝတ်နဲ့ဖုံးလွှမ်းကြ၏ငါဒီအနာယောဂါဆွဲတော့အခါတင်တို့ဒီ ကြည့်ရှုပြုစုကြ၏ငါဒီထောင်ထဲမှနေရသောအခါတင်တို့ဒီငါထံသို့လာကြ၏ဟုမိန်တော်မူလင်ဆိုပြီးတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ယေရှုကဤလောရမြားကိုသူ့ကိုပြုစုတယ်ဆိုတဲ့အကြောင်းကိုရင်ညွန်ပြောဆိုနေတာဖြစ်ပါတယ်အဲ့တော့ဆိုလိုတာကသခင်ယေရှုကိုတိုက်ရိုက်ကြော်လို့ကုညီမဆာခြင်းတော့မဟုတ်ပါဘူး အဲ့တော့သူနဲ့သက်ဆိုင်တဲ့သူတွေဟိုပြုစုခြင်းဟာသူ့ကိုပြုစုတာနဲ့အတူတူပဲဆိုပြီးတော့တခင်ရှုပြောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ယနေ့ကျွန်တော်ညာဘက်ကိုသူ့အဖြစ်နဲ့ခွဲခြားခြင်းခံရတော့သူများဟာယနေ့ဒီလောကမှာအသက်ရှင်တဲ့အခါမှာဖျားပေးထားတဲ့ကောင်းခြင်းမင်္ဂလာတွေကိုယနေ့မချိအစည်ရသားတွေကိုပေးကမ်းခြင်းနော်ဒီမှာကျွန်တော်တို့ပြောတဲ့အခါမှာအဝတ်ချင်းစီတော်တို့ကိုအဝတ်ပေးခြင်းအဲ့ဒီ များကိုအိတ်ဒီအကန်တုများကိုယနေ့အိတ်ဒီဝုကိုပြုခြင်းဒီပါဝင်တယ်အနာယောဂဆရိုသူများကိုကုညီမဆခြင်းဆေဝါအကုဒပေးခြင်းပေးခြင်းတွေနော်ပြုစုခြင်းတွေပါဝင်တယ်အဲ့တော့အချုပ်ထောင်တွေထဲမှာချုံနှောင်ချင်းခံရတော့သူများသူတို့ကိုကြည့်ရှုခြင်းတွေလည်းပါတယ်ဒါတွေအားလုံးကယနေ့တခင်ယေရှုကိုပြုခြင်းဖြစ်တယ်ထိုကဲ့သို့ပြုခဲ့တော့သူများကိုတခင်က အာဒီမှာဖိတ်ခေါ်ထားတာတွေ့ရတယ်သူအခါလက်ရဘက်နဲ့ရှိတော့သူတို့အာမင်းကြီးကမင်းကြီးကဆိုတာကယနေ့အဖျားတခင်နော်ငါခမီးတော်ထံကောင်းကြီးမင်္ဂလာကိုခံတော်သူတို့ကပ္ပာဥကတင်တို့အဖို့ပြင်ဆင်နေတော်နိုင်ငံကိုလာ၍အမွေခံကြလောအဲ့တော့ဒီမှာသူအခါလက်ရဘက်နဲ့ရှိတော့ ူတို့အမင်းကြီးကဆိုဒီကဆိုတဲ့ရင်းနဲ့တခင်ခက်တော်ကိုယဉ်ယွမ်းတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ရင်လည်းကျွန်တော်တို့ကဘုရားသခင်ပြင်ဆင်ထားတဲ့တော့ကဘာဥက္ကပင်ပြင်ဆင်ထားနေတော့အရာတို့ဒီမှာကျွန်တော်တုံထားတွေးရပါတယ်။အတော့ထိုကဲ့သို့ပြုတော်သူများအားလုံးကယင်းနဲ့တိုးများဖြစ်တဲ့ပြုစုတော်သူများတိုးများဖြစ်တဲ့ဆိုတဲ့အကြောင်းတခင်ယေရှုကိုပြုတာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေးရပါတယ်။ဟုတ်ပြီ။ဒါဆိုရင် ိတ်တည်းအကြောင်းပဲပြန်ကြည့်ရအောင်စိတ်တည်းဟာဘေဘက်ကိုခွဲထားတယ်ထို့အခါလက်ဝဲပတ်နဲ့ရှိတော်သူတို့အားမင်းကြီးကကျိန်ချင်းကိုခံရတော်သူတို့မာနနဲ့သူဤတမန်တို့အဖို့ပြင်ဆင်တော်သာဝရမြင့်အိမ်ထိတို့ငါธรรมခွာတွားကြလို့ဆိုပြီးတော့မင်းတော်မူတာတွေ့ရပါလေအဲ့တော့ဘေဘက်မှာရှိခွဲခြားရှင်းခံရတဲ့သူတွေကိုစိတ်လုံးတတ်မှတ်ထားပါလေဘာကြောင့်မို့သူတို့ကို ဘေဘက်ကိုခွဲထားပြီးတော့စိတ်လို့တတ်မရလေဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာအကြောင်းမူကားငါဒီမွတ်တိတ်တော့အခါတင်တို့ဒီမကြွေးငါဒီရင်ငတ်တော့အခါတင်တို့ဒီတောက်ဖို့မပေးတဲ့ငါဒီအစ်ဒီဖြစ်တော့အခါတင်တို့ဒီအစ်ဒီဝတ်ကိုမပြူငါဒီအဝတ်အချီစီရှိတော့အခါတင်တို့ဒီအဝတ်နဲ့မဖုံးမလွမ်းငါဒီအနာယောဂါဆွဲတော့အခါ၌၎င်းထောင်ထဲမှာနေရတော့အခါ၌၎င်းတင်တို့ဒီမကြည့်မရှု့ 么，表示家伙门多木灵，啊，咯，因为白皮长嘛，亏他亏他些看下来，得岁大个，把表的泪水，走路啊的，可能表里带，因为走路么表落起来，对照么，因为啊，白皮个亏他些看下来，比如走路个白皮多岁得来，算的嘛，就那几点看嘛，来我不耐内罗走路。 အာမင်းကြီးကကျင်ချင်းကိုခံရတော့သူတို့မာနနဲ့သူဤတမန်တို့အဖို့ပြင်ဆင်တော့သာဝရမြင့်အိမ်ထေတို့ငါဓမ္မခွာသားကြလို့ဆိုပြီးတော့အဲ့တော့မူထားပါတယ်ဒါဆိုရင်ဒီမှာကြီးတဲ့ခါမှာတိုးနဲ့စိတ်ခွဲခြားခြင်းစိတ်တွေဟာငရေထေကိုတွားကြရတယ်တိုးတွေဟာကောင်းကင်နိုင်ငံတွေကိုဝင်စားကြရတယ်ဒါဆိုဘာကွာခြားရလဲကျတော့ဒီမှာကြီးချရအောင်အဲ့တော့တင်ငယ်ရအနေနဲ့နံပါတ်1ကြီးတဲ့ခါမှာ တိုးတွေတဲ့နာခံမှုရှိတယ်။ကယုဏနဲ့ပြည့်စုံတယ်။ဖယားတခင်ရဲ့အလိုတော်ကိုလက်လျှောက်တော်သူများကိုကူစားပြုတာဖြစ်တယ်။အဲ့တော့ထိုသူများဟာကောင်းကင်နံကိုဝင်စားရတာဖြစ်တယ်။စိတ်တရားပါလေဆိုရင်ကိုချိုးစည်းပွားကိုတာကြည့်ကြတယ်။ဖယားတခင်အလိုတော်ကိုလိုက်လျှောက်ခြင်းမရှိကြဘူး။မိုင်မေရိုသူများဖြစ်တယ်ဆိုတာအကြောင်းကိုယနေ့ကျွန်တော်တို့တွေ့ရပါတယ်ထိုသူများကိုရင်ယွန်းတာဖြစ်ပါလေ။အကြောင်းကိုယနေ့ဒိုးတဲ့စိတ်ခွဲခြားခြင်းရဲ့အကြောင်းရင်း အဓိကအဖြစ်ကျွန်တော်တို့ကြီးတဲ့အခါမှာလေသူတို့ခံစားရတဲ့အရာကပါလေအကျိုးဆက်တွေကပါလေဆိုရင်တိုးများဟာထာဝရအမွေကိုခံစားရပြီးတော့စိတ်များဟာထာဝရပြစ်ဒဏ်ကိုရင်ဆိုင်ကြရတယ်ဆိုတဲ့အကြောင်းကျွန်တော်တွေးရပါလေအဲ့တော့ဒီမှာကျွန်တော်တို့ပါတင်ခံစားရတယ်လေဆိုရင်တော့ဤပုံဥမဟာယနေ့လက်တွေ့လှုပ်ဆောင်တော့ယုံကြည်ခြင်းကိုနဲ့အလေးပေးထားတာတွေ့ရပါတယ် အဲ့တော့ယနေ့ယုံကြည်သူများဟာယနေ့ယုံကြည်တဲ့ဆော်ယုံတဲ့ဒီတိုင်းနေဖို့မဟုတ်ပါဘူးကျေတော့လက်တွေ့ likes ရှောက်လှုပ်ဆောင်ဖို့ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်လှုပ်ဆောင်တဲ့အခါမှာယနေ့မရှိစင်ရသားများကိုကူညီမဆခြင်းဖြားနာတော်သူများကိုစေကူတာပေးခြင်းထောင်ထဲမှာရှိတော်သူများကိုယနေ့တွားရောက်ပြီးကူညီမဆခြင်းအာအဖို့အရှင်စီရှိတော်သူကအဖို့အစားပေးခြင်းအမျိုးမျိုးတော့ကျွန်တော်တို့ဒီလူတွေကိုပြုစုခြင်းဟာတခင်ကိုပြုစုခြင်းဖြစ်တဲ့အတွက်ကြောင့်မို့တနေ့တော့အခါမှာဒိုးအဖြစ်နဲ့ ခွဲထားခြင်းခံရပြီးတော့ကောင်းကင်နံကိုဝင်စားရမှာဖြစ်ပါလိမ့်မယ်အဲ့တော့စိတ်ကိလို့ဖြစ်မယ်ဆိုရင်နဲ့စိတ်ကဘာကိုပုံဆောင်နေတာလေဆိုမကောင်းတော့သူသူတပားကိုမရှိရှိတော့သူတွေကိုချိုးအတကြီးတော့သူတွေဒီနေ့အာစင်ရတော့သူများကိုမထီမင်းမြင်ပြုတဲ့သူတွေလစ်လျူရှူထားတဲ့သူတွေထို့ထို့ဒီအားလုံးကတနေ့တော့ခါမှာဒီနေ့ငရေထဲကိုတွားချရမှာဖြစ်ပါလိမ့်ဆိုတော့ကျွန်တော်တွေးရတာဖြစ်တယ် အဲ့တော့ယနေ့ကျွန်တော်ဒီမှာကြီးတဲ့အခါမှာအာတခင်ယေရှုကပါပြောတယ်လေဆိုရင်ဖခင်ကိုချစ်ခြင်းဒီလောအပ်နေရသူများအားကိုယ်ရင်မဆအချင်းပေးကမ်းလူတန်းချင်းဖြစ်ပါလေထို့အရာတွေအပြည့်လက်ဖခင်ကိုချစ်ကြောင်းကိုထင်ဟပ်စေရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကိုတွင်တင်ထားပါလေအဲ့တော့ဤကုန်းနေနဲ့ကျွန်တော်ပြောချင်တာကဒီအကြောင်းအရာဟာယနေ့လူအဖွဲ့အစည်းအတွင်းသာနာထောက်ထားမှုများနဲ့တာဝန်ယူမှု၏ အရေးပါမှုကိုဒီနေ့အလင်းပေးမိမောင်ထုတ်ပြနေခြင်းတော့ဖြစ်ပါလေဆိုတော့အကြောင်းကိုဒီနေ့ကျွန်တော်မျှဝေခြင်းပါလေအဲ့တော့ဒီနေ့သင်ဟာတိုးနေစိတ်ဒီနှမျိုးရတဲ့ပေးအမျိုးဖြစ်ခြင်းလေဒီနေ့ကိုယ်တိုင်လက်ရှိလောကမှာလက်ရှိလောကမှာအသက်ရှင်နေတဲ့အခါမှာလှုပ်ဆောင်ရမှာ ဖြစ်ပါလေအဲ့တော့သင်ယုံကြည်သူမှန်ရင်ဖရာသားမှန်ရင်ယနေ့အငင်းဆုံးတော်သူများကိုကြည့်ရှုပြုရှုတော်သူ ဖြစ်ရင်တနေ့တော့အခါတိုးနေစိတ်ခွဲတဲ့အခါမှာတင်ဟာဒူးအဖြစ်နဲ့အာခွဲထုတ်ထားခြင်းခံရမှာဖြစ်ပါလေယနေ့တင်ဟာသူကိတို့မလုံဆောင်ဘူးပြုစုခြင်းမရှိဘူးဆိုရင်တော့စိတ်အဖြစ်ခွဲခြားခြင်းခံရပြီးတော့နောက်ဆုံးမရေသေးတို့အော်ဆုံးပြခြင်းကိုခံရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်အနေနဲ့အိမြလောက်နဲ့တည်တည်ခံဝေမျှလိုက်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေအဲ့တော့အတင်းဟာတို့ဖြစ်ရှင်သလားစိတ်ဖြစ်ရှင်သလား 那等过点六、十号嘛，七八的。